လုံးပဲမင်္ဂလာပါ Teacher ရဲ့ Brilliant English Grammar and Phonics YouTube Channel ရာနေပြီးတော့ပြန်လည်ကြိုဆိုပါတယ်ဒီနေ့ကတော့ Essential Grammar ရဲ့ Euro Sao လေးတဲ့က Unit 22 is being done has been done passes to ပုံစံလေးကိုသင်ပေးမှာဖြစ်ပါတယ် Unit 21မှာတော့ present passes tense နဲ့ past passes tense လေးကိုသင်ကြားပေးသားဖြစ်ပါတယ် present passes tense က verb 1ဆိုရင် am is are plus verb 3ပြောင်းမယ် verb 2ဆိုရင် was were plus verb 3ပြောင်းရမှာဖြစ်ပါတယ်အဲ့တော့အခုသင်မယ် is been tense has been tense က bad tense ကနေလာတယ်လေဆိုတာကိုပါပြန်လည်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆက်ပြီးတော့ကြည့်ကြည့်လိုက်ရအောင် article a article a ကကြတော့ present continuous passive verb form လေးကိုသင်ပေးမှဖြစ်ပါတယ်အဲ့ဒါဆိုရင်ဟိုးရှေမှာသင်ခဲ့တဲ့ present continuous active ရဲ့ verb form လေးကို ပြန်လည်တတိယဖို့လိုအပ်ပါတယ် present continuous active ရဲ့ verb form လေးက am is are plus verb ing ဖြစ်ပါတယ်လက်ရှိပြောနေတဲ့အချိန်မှာဖြစ်ပြနေတာတွေကိုပြောချင်တယ်လက်တလောလေးတွေမှာလုံနေတဲ့အခြေအနေလေးတွေတို့ပြောချင်တယ်ပြီးတော့ first plan လေးတွေကိုပြောချင်တယ်ဆိုရင် present continuous msr plural verb ing နဲ့ပြောရတဲ့ဆိုတာကို အရှိ unit တွေမှာ သင်ကြားပေးပြီးသားဖြစ်ပါတယ်။အခုဒီ present continuous ကို passive form ပြောင်းတော့မှာဖြစ်ပါတယ်။အရင်ယူနစ်က passive form တွေမှာ verb 1မရှိပါဘူး၊ verb 2မရှိပါဘူး၊ verb ing မရှိပါဘူးလို့ပြောခဲ့ပြီးသားဖြစ်ပါတယ်။အဲ့ဒီတော့သူ့ရဲ့ present continuous passive form ဆိုရင်သူ့ရဲ့ verb form လေးက am, is, are, plur, being, b i n g being plur v3 ဖြစ်ပါတယ် Passes Found လေးကအဲ့ဒီလိုမျိုးလေးပြောင်းလဲသွားတာဖြစ်ပါတယ်။ Example လေးကြည့်ကြည့်လိုက်ရအောင်။ Somebody is painting the door. ဒီမှာဆိုပုံနှမ်းမှာကြည့်။တံခါးပေါက်ကိုဆေးတုပ်တာပြီးပြီလားမပြီးသေးဘူး။တုပ်လက်စပဲရှိသေးတယ်။အဲ့တော့တယောက်ယောက်ကတကားပေါက်ကိုဆေးတုပ်နေတယ်။ဒီမှာဆိုဆေးတုပ်နေတဲ့တယောက်ယောက် somebody subject ပါတယ်။ is painting verb ပါတယ်။ the door object ပါတယ်အဲ့တော့ဒီဥစ္စာဟာ understand ဖြစ်ပါတယ်အဲ့ဆိုသူ့ကို passes ပြောင်းမယ် passes ပြောင်းမယ်ဆိုရင် object ကစာကြောင်းရဲ့အရှိဆုံးကိုရောက်သွားတယ်။ဒီစာကြောင်းမှာ object က the door အဲ့တော့ the door ကိုအရှိဆုံးကိုတင်ပေးလိုက်ပါတယ်။ is painting ဆိုတော့ present continuous သူ့ passive form ပြောင်းမယ်ဆိုရင် am is are plus being in plur vetri ဖြစ်ပါတယ် the door တကားပေါက်တစ်ချက်ထဲမို့လို့ is b i n g being p i n t i n g painting ရဲ့ vetri က p a i n t e d painted the door is being painted တကားကိုစေတုပ်နေတယ်ဒီထဲမှာဆိုရင်စေတုပ်ချင်းခံရတဲ့ object ဖြစ်တဲ့တကားကအရှိဆုံးမှာရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ သူက persis far ဖြစ်သွားပါတယ်ရှင်နောက်ထပ် example လေးကြည့်ရအောင် my car is at the garage ငါရဲ့ကားကကားကိုယ်တော်ထဲမှာရှိတယ် it is being repaired ကားကိုပြင်းနေတယ်ဒီမှာဆိုရင် id it ကကားကိုရည်ညွှန်းတယ်ပြင်ကျင်းခံရတဲ့ကားကစာကြောင်းလေးရဲ့အရှိမရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ passes verb form နဲ့ရေးရမယ်။အခုလက်ရှိပြင်းနေတာမို့လို့ present continuous passes amiss up plural being plural verb 3 int it မို့လို့ iad is being rapper ဖြစ်ပါတယ်။အတက်အနေနဲ့ပြောမယ်ဆိုရင်တော့ somebody is rapping it တယောက်ယောက်ကကားကိုပြင်းနေတယ်ဆိုတဲ့အတိပ္ပယ်နဲ့အတူတူပါပဲ။ Samuel Harzers are being built opposite the barn. အဲ့တဲ့ချို့ opposite the par. အဲ့တဲ့ချို့ကိုပန်းချံနဲ့မြင်းနဲ့ချင်းဆိုင်မှာတီဆောက်နေတယ်အခုလက်ရှိတီဆောက်နေတယ်ပေါ့ဒါပေမဲ့စာကြောင်းပုံစံကိုကြည့်လိုက်တော့တီဆောက်ချင်းခံရတဲ့အိမ်ရစ်တွေဖြစ်တဲ့ object တွေကစာကြောင်းရဲ့အရှိမရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ passes verb form ရေးရပါမယ်အခုလက်ရှိတည်ဆောက်နေတာမို့လို့ present continuous passes the msr plus being plus verb 3အရင်တည်းတချို့ဆိုတော့တလုံးထပ်ပိုရ plural ဖြစ်တဲ့အကြောင်းမို့လို့ a r e r b i n g b i n b u i n d b i t year verb 3က b u i n t bed အဲ့ဒီတော့ somebody is bathing then ဆိုရဲ အတစ်စာကြောင်းနဲ့တူတူပါပဲတစုံတယောက်ကအိမ်ຫນွေကိုတိဆောက်နေတယ်ဆိုတဲ့အတိတ်ပဲနဲ့အတူတူပါပဲရှင် Okay, compare the present continuous and present simple. Present continuous နဲ့ present simple လေးတွေကိုနှိုင်းယှဉ်ကြည့်ရအောင်။အဲ့တော့မိနေတဲ့ကလေးတွေဆိုအရှိယူနစ်တွေမှာပြန်ပြီးတော့ကြည့်ပါ။အရှိယူနစ်တွေမှာ present continuous ဟာဘယ်လိုအခြေအနေတွေမှာသုံးရတယ်။ present simple ဟာဘလို့အခြေအနေတွေမှာသုံးရတလေဆိုတာကိုတည်တည်ချာချာရှင်းပြပြီးသားဖြစ်ပါတယ်။ဒီဟာလေးကတော့ပြန်ပြီးတော့ recap ပြန်ပြီးတော့ခေါ်ပေးခြင်းဖြစ်ပါတယ်။ကြည့်ကြည့်လိုက်ရအောင် their office is being clean at the moment at the moment ဆိုတာအခုကိုပြောတာ ਨੇ အတူတူပါပဲเนาะလက်တလောချီနေရုံးခန်းကိုအခု တန်ရှင်းရေးလုပ်နေတယ်အခုတန်ရှင်းရေးလုပ်နေတယ်ဆိုတော့ present continuous ဒါပေမဲ့တန်ရှင်းရေးလုပ်ချင်းခံရတဲ့ရုံးခန်းကစာကြောင်းရဲ့ရှေ့မှာဖြစ်နေတဲ့အတွက်ကြောင့်မလို့ present continuous passes နဲ့ရေးရပါတယ် the office is being clean at the moment ဖြစ်ပါတယ် The office is clean every day. ရုံးခန်းကိုနေ့တိုင်းတန်ရှင်းရေလုပ်တယ်။ဒါဟာနေ့စဉ်လုံးလစ်လုံးထရှိတဲ့အလေးထမို့လို့ present simple verb 1နဲ့ပဲသုံးပါတယ်။ office တန်ရှင်းရေလုပ်ချင်းခံရတဲ့ office က object ရှေ့ဆုံးမှာ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ present simple passive နဲ့ရေးလိုက်တော့ is clean ဆိုတဲ့ verb form လေးနဲ့ရေးရမှာဖြစ်ပါတယ်။ Football matches are often played at weekend. ဘောလုံးပွဲတွေကို စနေတနင်္ဂနွေမှာ မကြာခဏကျင်းပတယ်။ဒါဆိုရင် စနေတနင်္ဂနွေမှာမကြာခဏကျင်းပတယ်ဆိုတော့ဘောလုံးပွဲလေးတွေရဲ့ကျင်းပလေးရှိတဲ့အချိန်လေးရလေးတွေကို ဖော်ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ present simple နဲ့ပဲသုံးရမှာဖြစ်ပါတယ်။ကျင်းပခြင်းခံရတဲ့ဘောလုံးပွဲ object တွေကစာကြောင်းရဲ့အရှိဆုံးမှရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ present simple passes msr player 3ဖြစ်ပါတယ် offer ဆိုတဲ့အလေးထားကိုဖော်ပြတဲ့စကားလုံးလေးတွေက verb to be ပါတယ်ဆိုရင် verb to be ရဲ့နောက်မှာထားတာဖြစ်တဲ့အကြောင်းမလို့ are offer place ဆိုပြီးရရေးရပါမယ် but ဒါပေမဲ့ normals are being play next weekend အော်နောက်တစ်ပတ်မှာတော့ ဘယ်ပွဲကိုမှမကျင်းပါဘူးတဲ့အဲဆိုနောက်တစ်ပတ်မှဆိုတော့ဒါဟာ first plan တည်ကြားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ present continuous found နဲ့ရေးရမှာဖြစ်ပါတယ်ကျင်းပခြင်းခံရတဲ့ပွဲတွေက object အရှိဆုံးမှာဖြစ်နေတဲ့အတွက်ကြောင့်မလို့ present continuous passive form ဖြစ်တဲ့အတွက်ကြောင့်မလို့ are being place ဆိုပြီးတော့ဖြစ်သွားပါတယ် for the present continuous present simple present continuous နဲ့ present simple ရဲ့အကြောင်းကို ပြန်လည်လေ့လာခြင်းနဲ့ကလေးတွေကတော့ unit 8နဲ့ unit 25ကို ပြန်လည်ပြီးတော့လေ့လာလို့ရပါတယ် article b article b ကတော့ present perfect passes အကြောင်းကို ရှင်းပြပေးသွားမှာဖြစ်ပါတယ် passes ကို မရှင်းပြခင်မှာ present perfect active ရဲ့ verb form လေးကို ပြန်ပြီးတော့စဉ်းစားကြည့်လိုက်ရအောင် Present perfect adjective form has, half played, the three ဖြစ်ပါတယ် HASS HWE have ကတော့ကိုရွေးချယ်မဲ့ subject ပေါ်မှာမူတည်ပြီးတော့ပြောင်းလဲသွားမှာဖြစ်ပါတယ်သူကတော့လက်တလောလေးတွေမှာပြီးစီးသွားတဲ့အခြေအနေတွေ experience တွေအတွေ့အကြုံတွေဟိုးအတိတ်ကာလတစ်ခုမှာစလာခဲ့တယ်အခုချိန်ထိဖြစ်နေစေရာတွေဆိုရင် present perfect နဲ့အသုံးပြုခြင်းဖြစ်ပါတယ်။ Okay အဲ့ဆိုသူ့ကို passive form ပြောင်းတော့မယ်ဆိုလွယ်လွယ်လေးပါ has have B E E N bean plat vetri ဖြစ်ပါတယ်အဲဆိုရင် example လေးကြည့်ကြည့်လိုက်ရအောင်ဒါကတော့ before နဲ့ now ပုံတစ်ခုကိုရှင်းပြပေးထားတာဖြစ်ပါတယ် before ပုံမှာဆိုရင်တကားပေါက်ကဆေးမတော့ရသေးဘူး now အခုလက်ရှိမှာဆိုရင်တကားပေါက်ကဆေးတုပ်ပြီးသွားပြီဆေးတုပ်ပြီးရအောင်မသိမကြသေးဘူး war pain ဆေးတွေက မချောက်သေးဘူးလို့သူက ရမိုင်းစာလေးတောင်မှကပ်ပေးထားခြင်းဖြစ်ပါတယ်။ကဲဆိုရင်ကြည့်ကြည့်လိုက်ရအောင်။ Somebody has painted the door တယောက်ယောက်ကတကားပေါက်ကိုဆေးတုပ်သွားပြီ။အဲ့တော့ somebody ဆေးတုပ်တဲ့ subject ပါတယ်။ has painted verb ပါတယ်။ the door ဆေးတုပ်ခြင်းခံရတဲ့ object subject verb object ပုံစံတိဆောက်ထားတာဖြစ်တဲ့အတကြောင့်မလို့ဒါဟာ active sentence ဖြစ်ပါတယ်။ Okay သူ့ကို passive sentence ပြောင်းမယ်ဆိုရင် object ဖြစ်တဲ့ the door ကအရှိကိုသွားလိုက်ပါ the door has painter present perfect ကို passive ပြောင်းတော့ has have blah the tree ဖြစ်ပါတယ် the door တကားပေါက်တစ်ခုတည်းမို့လို့ has has been painter ဖြစ်ပါတယ်။ဒါလေးကတော့ passive verb form ဖြစ်ပါတယ်။ My key has been stolen ငါရဲ့တော့ကတော့ငါရဲ့တော့ကို ခိုးသွားပြီ။ဒီမှာဆိုရင် my key ခိုးသွားခြင်းခံရတဲ့ thought object ကစာကြောင်းရဲ့ရှေ့မှာရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဟာ present perfect passive verb form ရေးရတော့ has been stolen ဖြစ်ပါတယ်အတ္တအနေနဲ့ဆိုရင် somebody has stolen it တယောက်ယောက်ကတော့ငါတော်ကို ခိုးသွားပြီ my keys have been stolen ငါရဲ့တော်တွေကို ခိုးသွားပြီအပေါ်မှာ my key key မှာ s မပေါ့ singular မို့လို့ has has အောက်မှာ key မှာ s ပါတာဖြစ်တဲ့အကြောင်းမလို့ she boy have ရေးပေးထားခြင်းဖြစ်ပါတယ်အတဲ့အနေနဲ့ဆို somebody has stolen them အပေါ်မှာတော့တချောင်းနဲ့မို့လို့ it it အောက်မှာတော့တချောင်းထပ်ပေါ်သွားတာဖြစ်လို့ thesium them ဖြစ်သွားပါတယ် I'm not going to the party. ငါပါတီကို ွားမှာမဟုတ်ဘူး I haven't been invited ငါကိုမဖိတ်ခဲ့ဘူးဒီမှာ I တို့ he she they we you တွေကိုမြင်နိုင် subject လို့တော့လုံးဝပြောလို့မရပါဘူးเนาะဒီမှာ I haven't been invited ငါကိုမဖိတ်ခဲ့ဘူးအဲ့တော့ငါကဖိတ်ကြားခြင်းခံရတဲ့ object အနေနဲ့ဒီမှာ I ကိုသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဟာ present buffer passive form ဖြစ်ပါတယ်အဲ့တော့တို့ရေအတိတ်နေနေဆို nobody has invited me ဘသူမှငါ့ကိုမဖိတ်ခဲ့ဘူးပေါ့เนาะအဲ့တော့ i will you the he she is ဆိုတဲ့ pronoun တွေကိုစာကြောင်းရဲ့ရှေ့ဆုံးမှာတွေးလိုက်တာ ਨੇ ပဲအဲ့ဒါဟာအတိတ်လို့လုံးဝယူဆလို့မရပါဘူးเนาะတချို့ pronoun တွေက object အနေနဲ့သုံးထားခြင်းဖြစ်ပါတယ်ဒီစာကြောင်းဟာပတိတစ်ခုဖြစ်ပါတယ် has this share been worse ဒီရှိန်ကြီးကို ရှော့ပေးပြီလား present perfect ကို question လုပ်ချင်တယ်ဆိုတော့ has နဲ့ have ကို subject ရဲ့အရှိကိုပို့ပေးလိုက်ရမယ်အဲ့တော့ဒီရှေ့အင်ကြီးကိုဖွင့်ပေးပြီလားဆိုတော့ရှေ့အင်ကြီးကဖွင့်ချင်းခံရတဲ့ object လေအဲ့ကြောင့်မို့သူ့ကို question လုပ်ချင်တဲ့အခါမှာ present perfect passive question လောက်လိုက်တော့ hhs has ကအရှိဆုံးကိုရောက်သွားတယ်ဘီယန်ဘင်းကိုကြံခဲ့လို့မရဘူးเนาะဒါဟာ Parser Sander ဖြစ်လို့ပါသူ့ကိုအတက်အနေနဲ့ရေးတယ်ဆိုရင်တော့ Has somebody watched it တယောက်ယောက်ကအင်ဂျီကိုဖွက်ပြီးပြီလားနော်ဒါလေးကတော့အတက်နဲ့ Passes လေးတွေကို ရှင်းပြပေးထားခြင်းဖြစ်ပါတယ် Okay present perfect နဲ့ Past simple လေးကို နိုင်ရှင်ကြည်လိုက်ရအောင်နော် Theron isn't daddy anymore အခန်းကတော့တိထပ်ပို့ပြီးတော့မညစ်ပတ်ဘူး It has been cleaned အခန်းကိုတန်ရှင်းရေးလုပ်ပြီးသွားပြီလက်တလောလေးတွေမှာ teacher တို့ jazz အခုလေးတွေမှာလည်းတန်ရှင်းလုပ်ပြီးလုပ်ပြီးသွားမယ် expected time မမျော်လင့်တဲ့ချိန်မှာလည်းတန်ရှင်းလုပ်ပြီးလုပ်ပြီးသွားလိမ့်မယ်အဲဒါကြောင့်မို့ present buffer passes နဲ့ရေးခြင်းဖြစ်ပါတယ် The room was cleaned yesterday အခန်းကိုမနေ့က တန့်ရှင်းရေလောက်ခဲ့တယ်။ဒီမှာ yesterday ဆိုရင်ပြီးခဲ့တဲ့ time expression ပါတဲ့အတွက်ကြောင့်မလို့ past simple past simple passive ရဲ့ verb form က was were plus verb 3ဖြစ်ပါတယ်။ the run အခန်းတစ်ခုရဲ့မလို့ was was ဖြစ်ပါတယ်။အန်ကာဖိုင်မိုင်ကီးစ်ငါငါရဲ့တော်တွေကို ရှာမတွေ့ဘူး I think ငါတော့ထင်တယ် they've been stolen တော်ရီကိုခိုးသွားပြီเนาะဒါဆိုရင်ခိုးလေးတွေမှာခိုးသွားရလဲဖြစ်ချင်းဖြစ်မယ် expected time မှာခိုးသွားတာလဲဖြစ်ချင်းဖြစ်လိုက်မယ်ခိုးသွားခြင်းခံရတဲ့တော်ဖြစ်တယ်တော်ရီဖြစ်တယ် they ကအရှိဆုံးမှာရောက်နေတာဖြစ်တဲ့တကြောင်မလို့ present perfect persons နဲ့ရေးပါတယ် my keys were stolen last week ငါရဲ့တော်ရီကိုပြီးခဲ့တဲ့အပတ်က ခိုးသွားခဲ့တယ်။ဒီမှာဆို last week ဆိုတဲ့ပြီးခဲ့တဲ့အချိန်ကာလကို ဖော်ပြတဲ့ time expression ပါနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ person burn နဲ့သုံးပါမယ်။ my key ခိုးသွားခြင်းခံရတဲ့ object တွေကရှေ့ဆုံးမှာရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ person burn passive form နဲ့ရေးလိုက်တော့ worst stolen ဆိုပြီးတော့ဖြစ်သွားပါတယ်။ present perfect နဲ့ past simple လေးကို ပြန်လည်လေ့လာခြင်းနဲ့ဆိုရင်တော့ unit 22 unit 20မှာပြန်လည်လေ့လာလို့ရပါတယ်။ကဲအဲ့ဆိုရင် teacher နဲ့တူတူ unit 22ရဲ့ exercise လေးတွေကို ပြန်လည်ပြီးတော့လေ့လာကြည့်လိုက်ရအောင်နော်။